ရုရှားစီကနေအောက်ဇင်းနဲ့ရေနံတွေဝယ်တာရက်တော့မယ်ဆိုပြီးအိန္ဒိယဝန်ကြီးချုပ်မိုဒီကမိမိကိုဂတိပေးကြောင်းဒေါ်နယ်ထရန့်ကပြောပါလိမ့်။ဒေါ်နယ်ထရန့်ရဲ့ပြောဆိုခြင်းနဲ့ပတ်သက်ပြီးအိန္ဒိယစွန့်ဝင်ဝန်ကြီးကတော့သူမသိဘူးလို့ဆိုပါလိမ့်။ရုရှားစီကနေရေနံဝယ်တာတွေကိုရက်ဆိုင်ဖို့အမေရိကန်ကိုအိန္ဒိယဝန်ကြီးချုပ်မိုဒီကဂတိပေးခဲ့ကြောင်းဒေါ်နယ်ထရန့်ကအင်ဖြူတော်သတင်းစာရှင်ပေါ်မှာပြောပါလိမ့်။ ရုရှားစီကယင်းနဲ့ဝယ်နေတာသဘောမကျဘူးလို့ကျွန်တော်မိုဒီကိုပြောခဲ့တယ်လို့ရုရှားယင်းနဲ့ဝယ်တာတွေရက်ဆိုင်မယ်လို့မိုဒီကကျွန်တော်ကိုဂရီးပြုခဲ့ကြောင်းထရန့်ကပြောပါတယ်။တရုတ်စီကနေလည်းအဲ့ဒီလိုဂရီးမျိုးရဖို့လိုတယ်လို့ဆိုပါတယ်။ယင်းနဲ့ဝယ်တာချက်ချင်းရတ်မှုမဖြစ်နိုင်ပေမဲ့လုပ်ငန်းစဉ်ကိုမြေမြဆန်ဆန်အကောင့်ထေဖို့လို့ဆောင်ဖို့မျှော်လင့်ကြောင်းထရန့်ကပြောပါတယ်။ယင်းနဲ့ဝယ်ယူတာတွေဟာရုရှားစစ်တွေတန်းချီတည်ဆုံးနေတဲ့စစ်ပွဲကို ဆက်ပြီးဆင်နွှဲဖို့ပူတင်ကိုကူညီနေတယ်လို့ဖြစ်တယ်လို့ဆိုပါတယ်။ယူကရိန်းပြည်ကပြီးဆုံးသွားချိန်မှာအိန္ဒိယအနေနဲ့တော့ရုရှားစီကနေရေနံဝယ်ယူတာတွေကိုပြန်လည်စတင်နိုင်တယ်ဆိုပြီးပူတင်ကပြောပါလိမ့်။ဒါမဲ့အခုအိန္ဒိယဝန်ကြီးမိုဒီကပူတင်စီကနေရေနံတွေဝယ်တာဟာတော်တော်ကိုတက်တာတဲ့ဈေးနှုန်းတွေနဲ့ဝယ်နေတာဖြစ်ပါလေ။အရင်ကတည်းကဆိုင်ရင်၃ပုံ၂ပုံလောက်ကိုတက်တာပါလေ။ ပူတင်စီကနေရုရှားနဲ့ရေနဲ့တဘောတငွေတွေဘယ်နိုင်ငံကမှမဝယ်တဲ့အချိန်မှာတရုတ်နဲ့အိန္ဒိယကတော့ဈေးပုံပေါင်းနဲ့အောင်ဈေးကနေဖြတ်ဝင်နေတာပဲဖြစ်ပါတယ်။ဒါအောင်ထရန့်ကအချိန်ပေါင်းများစွာသတိပေးနေတာဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတတော်နဲ့ထရန့်ရဲ့အဲ့ဒီလိုမျိုးပြောဆိုချက်ကိုမိမိအနေနဲ့မသိဘူးဆိုပြီးအိန္ဒိယနိုင်ငံခြံဝန်ကြီးဌာနကလည်းတုံ့ပြန်ပြောပါတယ်။ရုရှားရေနဲ့ဝယ်တာကိုအချိန်တိုအတွင်းအဆုံးသတ်သွားမယ်လို့မူဒီကသူ့ကိုအာမခံကြောင်းဒေါ်နယ်ထရန့်ကပြောတယ်ဆိုပါလေ။ဒါပေမဲ့အဲ့ဒီလိုမျိုးပြောတယ်ဆိုတာကို မိမိအနေနဲ့မသိဘူးဆိုပြီးအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ကပြောပါတယ်။ထရန့်ကတော့ခေါင်းဆောင်နှစ်ယောက်ကြားတဲ့15ရက်နေ့ကဆက်သွယ်ပြောဆိုခဲ့တာဆိုပါတယ်။အဲဒီလိုပြောဆိုမှုလည်းတတိမပြုတ်မိဘူးလို့ဆိုပါတယ်။ကနအူတုံမြောက်မှာအိန္ဒိယဆွေကထရန့်နဲ့မိုဒီနဲ့ဖုန်းပြောရဆိုတဲ့ကိစ္စကိုတိုက်ရိုက်မငင်ပဲအိန္ဒိယသုံးဆွဲသူတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ကတော့ဦးစားပေးဖြစ်တယ်။တွင်းကုန်မီဝါဒကိုဒီမန်ချက်တစ်ခုထဲနဲ့ပဲထင်းကျောင်းမယ်ဆိုပြီးတုံ့ပြန်ခဲ့တာပါ။ ဒါပေမဲ့ထပ်မံဖြည့်ရှင်းရမှာတော့အဲ့ဒီနေ့ကဖုံးမခေါ်ခဲ့ဘူးဆိုတာမျိုးပါထည့်သွင်းဖော်ပြလာပါတယ်။ဒါဆိုထရန့်ကတမင်လုံးကြံပြောတာလား။ရုရှားရင်းနဲ့ဝယ်ယူမှုနဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဆက်နွေးမှုတွေဆက်လုပ်နေတယ်လို့အစောပိုင်းမှာအိန္ဒိယအစိုးရကတော့ထုတ်ပြန်ထားပါတယ်။ရုရှားပေါ်စီးပွားရေးအထူးကြံစီပြီးစစ်ပွဲဆုံးသက်ဖို့ဖိအားပေးတဲ့အနေနဲ့ရုရှားစီကရင်နဲ့မဝယ်ဘူးအိန္ဒိယကိုထရန့်ကလူသိရှင်ကြောင်တန်တမန်ရေးရပါဖိအားပေးနေတာဖြစ်ပါလေ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်းအနောက်နိုင်ငံတွေကရုရှားစွန့်ရင်တင်သွင်းမှုကိုရှော့ချခဲ့ခြင်းမှာအိန္ဒိယဟာတရုတ်ပြီးရင်ရုရှားရဲ့ဒုတိယအကြီးဆုံးစွန့်ရင်ပွဲလက်ဖြစ်လာပါလေ။မိုဒီကတော့ဥရောပသမဂ္ဂအပေါ်ရဲ့ယူကရိန်းမဟာမိတ်တွေကိုရင်ရုရှားနဲ့ကုန်သွယ်မှုတွေဆက်လုပ်နေတာကိုထောက်ပြပြီးဒါဟာသူတော်ကောင်းကြောင်ဆောင်ထားတာဖြစ်တယ်လို့ဆွဆွဲထားပါလေ။